ကားရသမီးတို့အားလုံးမင်္ဂလာပါဆရာတော် KG English ကိုသင်တဲ့ဆရာဖုန်းတန်းစင်သွင်းဖြစ်ပါတယ်။ကဲတားရသမီးတို့ရေနော်ဆရာတို့ဒီအရှေ့ရသင်ခန်းစာတွေမှာကြတော့ဆရာတို့ကဘာတွေကိုသင်ခဲ့လဲဆိုတော့တားရသမီးတို့ဆရာ alphabet တလုံးချင်းစီရဲ့အတန်အတွက်ကလေးတွေကိုဆရာကတားရသမီးတို့နဲ့တူတူလေ့လာခဲ့တယ်။တားရသမီးတို့ကလည်းစူးစမ်းပြီးတော့ဒီအတန်အတွက်ကလေးတွေကိုနော်ကြွပြခဲ့တယ်။ဆိုတော့တားရသမီးတို့လည်းတအားတော်ပါတယ်။ဆိုတော့ဒီတစ်ခါက ဆရာကနည်းနည်းလေးပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာလေးတစ်ခုလောက်လုပ်ချင်တယ်တအားတို့ပြီးတော့အဲ့ဒါဘာလဲဆိုတော့ဆရာတို့အချိန်မှတုန်းကအခုနပြောခဲ့လို့အတန်အတွက်တလုံးချင်းစီရဲ့အတန်အတွက်ကလေးတွေကိုထွက်ခဲ့ဒီတစ်ခါဆရာတို့ကဘာလုပ်မလဲဆိုတော့အဲ့ဒီအတန်အတွက်ထွက်ခဲ့တဲ့အတန်အတွက်ကလေးတွေပေါ့နော်အဲ့ဒီထဲမှာမှဆရာတို့ကမတူညီတဲ့စာလုံးနှလုံးရဲ့အတန်အတွက်ကလေးနှစ်ခုကိုပေါင်းလိုက်ဆိုတော့အဲ့လိုပေါင်းလိုက်လို့ရှိရင်နောက်ထပ်အတန်အတွက်အစ်စ်တစ်မျိုး ထပ်ပြီးတော့ထွက်လာတယ်ကဲเนาะဒါဆိုရင်ဆရာတို့အခုဘာလုပ်မလဲဆိုရင်ဆရာတို့ဒီစာလုံးနှလုံးရဲ့အတန်အတွက်ကလေးတွေကိုပေါင်းကြည့်မယ်เนาะပေါင်းလိုက်လို့ရှိရင်အတန်အတွက်အသေးတစ်ခု ထွက်လာမလားကြည့်လိုက်ကြစားမယ်เนาะโอเคဒါဆိုရင်ဒါတို့မျိုးတွေကြည့်ပါဦးအခုအဲ at ဟောဒါပြီးတော့တွေ့ရနော်ဆရာတို့ပထမတစ်ခုပါလေ at အဲ့ဒါကိုဆရာကအဲ့နဲ့ပေါင်းလိုက်တော့ဘာအတန်တွဲထွက်လာလဲ at ဟောဒါဆိုရင်တွေ့ပြီနော်ကဲဒါဆိုရင်ဆရာတို့နောက်ထပ်အလုံးတွေဆက်ကြည့်လိုက်ကြအောင်ဘာတွေများပေါင်းလို့ရအောင်မလဲကဲဒါဆိုဆက်ကြည့်မယ်ဒီတစ်ခါ a n a m m S. S S Ok, thì cả sẽ thật chỉ mà nó Nào lông để bà rìm nhạc bao nhiêu dạ ông lệ O Mmm On It Mmm In It T. It it is up up ကဲဒါဆိုသားလို့သမီးတို့ရေဆရာအခုရပြသွားတာတွေတွေ့ရနော်အဲ့ဒါလေးတွေကသူကဆရာတို့ကနော်ဘလို့ဖြစ်သွားတာလဲဆိုတော့ပထမဆုံးဆရာသင်ခဲ့တာ တော့ alphabet တလုံးချင်းစီရဲ့အတန်ဒရက်ကလေးတို့ဆရာသားတို့သမီးတို့ကိုပြောပြသွားတယ်။အခုကြတော့ဆရာတို့ကအဲ့ဒီမတူညီတဲ့ alphabet နှစ်ခုရဲ့အတန်ဒရက်ကလေးတွေကို ပေါင်းလိုက်တာ။အဲ့လိုပေါင်းလိုက်တော့ဆရာတို့အခုဘာဖြစ်လာလဲအတန်တွဲနောက်ထပ်အစ်စ်တမျိုးဇာလုံးအစ်စ်တမျိုးထွက်လာတာကိုဆရာတို့တွေ့ရတယ်ဆိုတော့ဒီလိုမျိုးဇာလုံးနှလုံးကိုပေါင်းလိုက်တဲ့အခါမှာထွက်လာတဲ့ဇာလုံးလေးတွေကိုဆရာတို့က two letter words လို့ခေါ်ပါတယ်